တော့ကတော့မဲဆိုခဲ့ကြတယ်နော်2020ရွေးကောက်ပွဲနန်းဒီအချိန်မှာတချင်းဆိုခဲ့တဲ့အစိုးရကြီးရှိသေးတယ်အဲ့ပါတီတစ်ခုတည်းအမလေး uniform ကြီးဝတ်ပြီးတော့ခါလေးအနီအောင်တောက်တောက်ကြီးဝတ်ပြီးတော့ပါတီတစ်ခုတည်းအားပါ drone ID ID တချင်းဆိုခဲ့ကြတယ်အဲ့အုပ်စုတွေရှိသေးတယ်ခုံဦးစီထဏပြန်ဆိုင်ပြီးတော့မလုပ်လို့ရှင်းရှင်းလေးဟဲ့ဒီနေ့မှာအဲ့ကောင်ဘယ်ကောင်ဘယ်လိုကြောင်ညာဘယ်လိုကြီးလဲလာသားကြည့်လာအခုကောက်ကြိုက်တော့အခုကောက်အခုရိုက်ပြန်အခုကောက်ပါလေအခုအင်းကုန်းမင်းကုန်းရေကုန်းမီးကုန်းမြေကုန်းအခုကောက်အခုကောက်ကောက်ပါအခုကောက်ပါလေပြီးအဲ့ဒီကောင်တွေစောင့်ကြည့်ဒီကောင်တွေကြောင်ညာရဲ့ပြန်ရောက်တဲ့ကောင်ကြောင်ညာကုန်းဒီပါကြောင်ညာလိုက်ကော ခေါ်လိုက်တော့အခုခေါ်အောင်အဲ့လိုကြက်ပြရမှာလိုက်ကြက်ပြရမှာကြက်ပြရမှာပြီးတော့ရှေ့ရောသူလုတ်ခဲ့အမှုနောက်တစ်အမှုတမှုပေါ်တော့ချက်ချင်းတန်ထောင်းထားပဲအောင်တော့အဲ့လိုပြရမှာပါသွားပြီထပ်ပြီးတော့ညှိကုန်ပြီထပ်ပြီးတော့ညှိကုန်တော့ဘယ်လိုပြပါကုန်လဲဆိုတော့ နိုင်ငံတော်အစိုးရအနေနဲ့2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲအားအောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိရာရွေးကောက်ပွဲပေါ်နီးလန်းမျိုးစုံဖြင့်နှောက်ယှက်ဟန်တားနိုင်မဲ့အခြေအနေမှ ကာကွယ်တားဆီးနိုင်ဖို့2025ခုနှစ်ဇန်နဝါရီလ29ရက်နေ့မှာပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပြဋ္ဌာန်းခဲ့ပြီးဥပဒေလိုက်နာမှုမရှိသူများအားထိထိရောက်ရောက်ရေးယူဆောင်ရွက်လျက်ရှိပါသည်။ အဲဒီလိုဆောင်ရွက်လျက်ရှိရာ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာခေတ်သမိုင်းကိုတုံဆိုင်မိသူများရွေးကောက်ပွဲအသိပညာပေးဇလန်းနဲ့ဇလန်းမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့အမှုပညာရှင်များအားပြည်ပရောက်အကျန်းဖက်အဖွဲ့အစည်းအားပေးထောက်ခံသူများနဲ့တရားခံပြေးများမှလူမှုကွန်ရက်ဆောင်ရွက်နာမှာတဆင့်မဟုတ်မမှန်ဝေဖန်ရေးသားတဲ့ပေါ်ထောက်ခံခဲ့ကြတဲ့ဒရိုက်တာတက်လွင်ခေါ်ဇဘူးထွန်းတက်လွင်နဲ့ဒရိုက်တာအောင်ချန်းလူခေါ်အေးချန်းအောင်တို့အား၎င်းတို့ရဲ့နေအိမ်အသေးသေးမှဖမ်းဆီးရမိခဲ့ပါတယ်။ န်စီရမည်သူများအားစီစစ်ဖော်ထုတ်ချက်အရ၎င်းတို့ဟာဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီတမရော်မှနိုင်ငံတော်တာဝန်ထမ်းဆောင်နေတဲ့ပုံထောက်ခံမှုမရှိခဲ့တဲ့အပြင်မကြာမီကျင်းပဖို့ရှိတဲ့ပါတီစုံဒီမိုကရေစီထွေထွေရေကောက်ပွဲအောင်မြင်စေဖို့အတွက်လည်း၎င်းတို့တက်ကြွတဲ့အနုပညာကန်တာမှပူးပေါင်းပါဝင်ခြင်း မရှိခဲ့ကြောင်း ဒါအပြင်ရွေးကောက်ပွဲအောင်မြင်စေဖို့အတွက်တက်တက်အားပါဝင်ဆောင်ရွက်နေတဲ့အမှုပညာရှင်များအားပြည်ပရောက်အကျန်းဖက်အဖွဲ့အစည်းထောက်ခံသူများနဲ့တရားခံပြည်များမှလူမှုကွန်ရက်ဆက်မျက်နှာမှတဆင့်ဝေဖန်ရေးသားတဲ့အပေါ်ထောက်ခံအားပေးခဲ့ကြကြောင်းစည်းစစ်တွေ့ရှိရပါတယ်။ တားပြင်၎င်းတို့အနေနဲ့ပြည်တွင်းတည်ငြိမ်အေးချမ်းမှုကိုမလိုလားတဲ့ခေတ်သစ်မီဒီယာပါဝင် မီဒီယာအမေရိကန်အကြမ်းဖက်အားပေးပြည်ပဩစာကန်အဖွဲ့အစည်းများလူပုဂ္ဂိုလ်များရဲ့လူမှုကွန်ရက်ဆန်းမျက်နှာများမှာမဟုတ်မမှန်လှုပ်ကြံရေးသားဖော်ပြချက်တွေကိုလည်းအစဉ်တစိုက်ထောက်ခံအားပေးလျက်ရှိတာကိုစီးစစ်တွေ့ရှိရပါတယ်။ တို့ဖြစ်ပါ၍မီဒီယာအမိခံအစံဖတ်အားပေးပြည်ပဩစာခံအဖွဲ့အစည်းများနဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲပေါ်ပြည်သူလူထုမှအထင်မြင်လွယ်မှစေဖို့အတွက်လုံခြုံရေးသားသူများအားထောက်ခံအားပေးခဲ့ကြတဲ့တက်လွင်ခေါ်စပူထွန်းတက်လွင်နဲ့အောင်ချမ်းလူခေါ်အေးချမ်းအောင်တို့နှစ်ဦးအားပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေအပါဝင်ပြည်မှုဆိုင်ရာဥပဒေများဖြင့်ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်များကိုနှောက်ယှက်ဟန်တားလိုသူများအားမိဘပြည်သူများရဲ့ပူးပေါင်းပါဝင်မှုဖြင့်ဖော်ထုတ်အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအတိပေးသတင်းထုတ်ပြန်ထားပါတယ်ရှင်။ဒါရိုက်တာကိုပေါ့ပို့စ်ကို အသေးပေးလို့ဆိုကစစ်တပ်ကကရိုက်တာတူအားထပ်မံဖန်စီစစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒဖြန့်တဲ့ခေတ်သမိုင်းကိုဒုံဆိုင်မိသူများစကားနဲ့ပတ်သက်ပြီးရေးသားထားတဲ့ဒရိုက်တာကိုပေါ့ရဲ့ post ကို အသေးပေးတာကြောင့်ဆိုပြီးဒရိုက်တာစဘူထုံးတက်လွင်ကိုစစ်ကောင်စီကမတရားဖန်စီလိုက်ပါတယ်။ ဒရိုက်တာစပူထွန်းတက်လွင်ကိုဖမ်းဆီးဖို့ပြီးခဲ့တဲ့ရက်ကတည်းကစစ်ကောင်စီထောက်ခံတဲ့ Telegram Channel တွေမှာတိုက်တွန်းထားကြတာပါဝါဒဖြန့်စကားပြသပြီးနောက်ရက်မှာဒရိုက်တာကိုပေါက်ကပြည်တွင်းကအမှုပညာသမားများတို့ပေးစာဆိုတဲ့ခေါင်းစဉ်နဲ့စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုကိုယ်တိုင်လိုက်ပြပေးနိုင်ကြောင်းစချီပြီးစစ်ကောင်စီအတွက်စကားရိုက်ကူးတူတွေကိုဝေဖန်ထားတာပါအဲ့ဒီ post ကို ဒရိုက်တာစပူထွန်းတက်လွင်ရဲ့တက်ဝဲအကောင့်ကအသေးရစ်ပေးတယ်ဆိုပြီးဖန်စီဖို့တိုက်တွန်းထားကြတာပါစစ်ကောင်စီရဲ့ဝါရဖြန့်စက်ကားကိုဝေဖန်လို့ဆိုပြီးဒရိုက်တာမိုက်တီတယုတ်ဆောင်ကျော်ဝင်းထွတ်ဟာတာတယုတ်ဆောင်အွန်လိုင်းနဲ့ဒရိုက်တာအောင်ချမ်းလူလို့ကိုစစ်တပ်ကမတရားဖန်စီထားတာကြောင့်ဒီစက်ကားနဲ့ပတ်သက်ပြီးအမှုပညာလောကကနေ၅ရောက်မြောက်ဖန်စီခံရတာဖြစ်ပါတယ်ရင်တို့အားလုံးကိုစစ်အုပ်စုကပြဋ္ဌာန်းထားတဲ့ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေနဲ့အမှုဖွင့်ထားတာလို့သိရပါဗျ သူတင်တဲ့ paper pipe မှာ အသေးပေး love react သူကိုစစ်တပ်ကဖမ်းတဲ့အပေါ် drive ကိုပောက်ကပ်ပြောတော့ရွေးကောက်ပွဲကနေမှမင်းတို့လိုချင်တဲ့ democracy လမ်းကြောင်းကိုသွားလို့ရမှာလေတဲ့အခုတော့အသေးလေးပေးမိတာတောင်းကြောက်ပြီးဖမ်းထားတဲ့လာမင်းတို့ကနိုင်ငံတော်ပိုင်းစစ်တပ်ကြီးရှိပြီးဒေလောက်အောင်ကြောက်နေတာကရုပ်ပေါက်လုံးနေတယ်။တန်ပန်လဲကြောက်လက်သုံးချောင်းထောင်လဲကြောက်ငြိမ်သက်နေရင်လဲကြောက်ခုအသေးပေးလဲကြောက်နေပါရောလားလူရေးသားထားပါတယ်။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒဖြန့်စက်ကားမှာပါဝင်တဲ့နေတိုးမြင့်မြတ်နေဝင်အေဂျန့်မောင်ချူလေးမေမြင့်မှုအောင်ခိုင်ငပြောကျော်စတဲ့အမှုပညာရှင်တွေကိုပြည်သူတွေရဲ့တပိတ်မောက်ပွဲကတာခံနေရတာပါ။ ဲ့ဒီလိုလူတို့က social punishment တွေပုတ်ခါတွေပြုလုပ်တာကြောင့်စစ်ကောင်စီလက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနကအမှုပညာရှင်အလုံးကိုအစည်းအဝေးခေါ်ပြီးရွေးကောက်ပွဲအတွက်မဖြစ်မနေလှုံ့ဆော်ပေးရမယ်အရာနဲ့မလှုံ့ဆော်ရင်အရေးယူမယ်ဆိုပြီးချိန်ချောက်ထားတာပါဒါအပြင်စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒဖြန့်စကားကိုဝေဖန်သူတိုင်းကလည်းအရေးယူသွားမယ်လို့စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကချိန်ချောက်ထားပါသေးတယ်။ စစ်တပ်ထောက်ခံတဲ့ Telegram channel တွေမှာတော့ဝေဖန်တဲ့ post တင်သူတွေကိုဖမ်းဆီးဖို့တိုက်တွန်းလာပြီးစစ်တိုက်တင်ပြီးပြည်သူတွေကိုချိန်ချောက်ထားပါတယ်အခုလိုစစ်တပ်ကဖမ်းဆီးနေတာဟာပြည်သူတွေကိုအကြောက်တရားရိုက်သွင်းဖို့ကြိုးစားနေတာလို့ပြည်သူတွေကပြောပါတယ်စစ်တပ်ရဲ့အခုလုပ်ရက်တွေအတွက်ပြည်သူတွေကအပြင်းထန်ဝေဖန်နေကြပါတယ်ပါပါပြီထပ်ပြီးတော့ညှိကုန်ပြီထပ်ပြီးတော့ညှိကုန်တော့ဘယ်လိုပါကုန်လဲဆိုတော့ဒီမှာကျွန်တော်ဟိုဟိုကဟိုတယောက်ပဲလား driver အောင်ချမ်းလူဆိုလားပါလားအဲ့တယောက်လဲအခု ဆွဲစီခံလိုက်ပြီးတော့ကြားတယ်အခုသွားပြီ तू လဲဆွဲစီခံပြီအဲဒီလိုပဲတခါဘသူနဲ့ထပ်ပြီးတော့ပြည်လဲဆိုဘသူပြန်သေးလဲဆိုတော့အောင်ချမ်းလူအပြင်ဒေါက်တာအောင်ချမ်းလူပေါ့အောင်ချမ်းလူဆိုတာခုအဲမညာရီ3ရက်ဆိုတဲ့ဇကာရက်တဲ့ तू ထင်တယ်ခုတိတ်ယုံနေနေရတာ तू ထင်တယ်အဲသူတို့တွေပါအခု तू ပါအခုဆွဲစီခံပြီးလို့ကျွန်တော်တို့ကြားတယ်နော် तू ကသွားပြီးတော့ဒီပြည်ပြေးဒေါ်လာရဲ့တမားကြီးဆိုပြီးခေါင်းထဲရန်ချမ်းအောက်မှာ तू သွားပြီးလာပြီးရီရက်သွားပြီးအဲဒါချုပ်လူပြန်ရှင်တွေကိုခေါ်တယ်ဆွေးနွေးတယ်တိုင်းမင်းမဖမ်းတော့ ်ဆွေးနွေးတဲ့ timing နဲ့ညှိနှိုင်းတယ်ကြားလို့ဗျအဲ့တော့နိုင်ငံတော်အကြီးအကဲအချို့ကလည်းညှိနှိုင်းပြီးတော့မလုပ်ပါနဲ့ဆိုပြီးနိုင်ငံတော်အကြီးအကဲအချို့ကကိုယ်တိုင်ပင်လည်းမလုပ်နဲ့ဒါမကောင်းပါဘူးဖြူးအေးစီညှိနှိုင်းလိုက်ပါဆိုတော့မျိုးနိုင်ငံတော်အကြီးအကဲကိုယ်တိုင်တချို့တွေကအဲ့လိုပြောတာအဲ့ဒါကိုတော့ဒီကောင်တွေကမဲသူတို့ကအဲ့လိုလာတာပေါ့ဗျာပြောရရင်ရဟိုပြောရတော့ချိုးပြေတဲ့ပုံစံလုပ်တော့နောက်ဆုံးကြတော့မတတ်တာဘူးလို့ဖွင့်ကွာအဲ့လိုဖြစ်ကွာအဲ့တော့အေးစီချိန်ညှိနှိုင်းပြီးတော့ရွေးကောက်ပွဲမှာကူညီပေးလိုက်တာဘာဖြစ်တော့မပိုးဘူးသူကသွားလောက်တာ ကိုလည်းမဟုတ်တာလုပ်သေးတယ်ပြီးရင်ဟိုကခေါ်ပြီးတော့ညှိနှိုင်းတာကိုလည်းသူတို့မချေမငံပုံစံမျိုးနဲ့တုတ်ပြန်တယ်ပြီးရင်ဘာလဲဆိုတော့ပူပေါင်းပေါင်းပွင့်မှုလည်းမလုပ်ဘူးတွားပြီပေါ့အဲ့တော့ကျွန်တော်တို့ကအဲ့လူလူမျိုးဘယ်လိုလုပ်ပြီးတော့ကျွန်တော်တို့ဟာမကောင်းဘူးလို့မတရားဘူးလို့ဘယ်လိုပြောမလဲစဉ်းစားကြည့်အဲ့ဒါကိုယ်တိုင်သိတယ်အဲ့လူတွေကိုယ်တိုင်သိတယ်ဒီလူတွေ drive ဘွားကတော့ဖိုင်တော့တော့ထောင်းပြစ်ထားမှမဟုတ်ဘူးတေချာမေးတာသူတေချာလေးနဲ့ခင်ဗျားတို့ကဒါတော့မလုပ်သင့်ဘူးထင်တယ်ဒါတော့ခင်ဗျားတို့လုပ်ထားတာခင်ဗျားလုပ်ထားတာကြည့်1 2 3 4 5 6 9 10ဒုံပြရတယ်ပြီးတော့မှအဲ့ဒါကြီးခင်ဗျားလုပ်တာဟုတ်လားမဟုတ်လားကြည့်လိုက် ဆိုမငင်းနိုင်โอเคမငင်းနိုင်တော့ငါ့ကိုဒါလုတ်တာအေးဒါတော့ခင်ဗျားတို့ဗျာဒါလေးတော့လုတ်လိုက်ပါဒါလေးရွက်ောက်ပွဲလေးဝိုင်းကူပေးပါဆိုရင်အာကျွန်တော်တို့မလုတ်ပေးနိုင်ဘူးပါခင်ဗျားတို့ကျွန်တော်ကျွန်တော်တို့ကျွန်တော်အေးဟုတ်ပြီအဲ့ဒါဆိုလေဟောပြီဘောအဲ့ဒါဆိုလေခင်ဗျားတို့တော့အမှုဖွင့်ရလိမ့်မယ်နော်ဟောပါညာဖွင့်ရင်ဖွင့်ဖို့ပါညာဆိုအချိုးမျိုးတွေဟာအဲ့တော့သွားပါဘောဗာတတ်နိုင်မလို့ဘာမှလုံမရတော့ဘူးလေနိုင်ငံတော်ကြီးကြီးတွေကတော့မှဖြေလျှော့ဖို့ကူညီပေးလိုက်ပါမလုတ်ပါနဲ့ရင်မလုတ်ပါလို့ဆိုတက်ပြောတယ်ကြားတယ်လုတ်တာတဲ့ကဲတချို့တို့ပြန်ရှင်းနေအခုလေခေါ်ပြီးတော့အဲ့လိုမင်းမြန်ဆွေးနွေးနေတာဖမ်းတာမဟုတ်ဘူးနော်မင်းမြန်ဆွေးနွေးနေတာ ဆယ်ယောက်မကရှိဆယ်ယောက်မကရှိအလုပ်ကိုရှုံးနေအဲ့ဒီလူတွေကိုသိတဲ့အတိုင်းမရှုံးဘူးနော်မဖြစ်ချင်လို့ညှိနှိုင်းနေမရဘူးဆယ်ယောက်လောက်ရှိတယ်အခုမရဘူးဆယ်ယောက်လောက်ရှိတယ်နော်ပြီးတော့တခါဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကူညီပေးဖို့မင်းတို့ရှေ့မှာလုပ်ခဲ့တာကြီးရှိတယ်ကူညီပေးပါဆိုပြီးမြစ်တာရဲခံခဲ့တယ်နာမည်ကြုံလူပြချင်တယ်အများကြီးပါတယ်ခင်ဗျားတို့ကျွန်တော်ခဏခဏပြောတဲ့နာမည်တွေပါတယ်အဲ့ဒီနာမည်အခုပါတယ်အဲ့ဒီလိုချင်းအကုန်လုံးခေါ်တာတချို့တွေကဘာလုပ်တယ်မလဲ 嗯，么你们刚到查查路的，挨边的来不？说偏你这路，你们刚这路，谁跟我争？你 <noise> 头，谁跟我你也走，都偏你了。你说啊？你说这罗，这罗谁管人家？你谁管呀？哦，本地啊，马路路，高楼马路，钢板路路，高楼路呢？靠你，你都打不掉。这罗，谁管呀？路边，哪路边，哪路边哪路我得讲我路打平。喏，你说这叫南街站到安利路，路得打平。啊，你说这罗，米尼，你们搞路，不尼，你们搞就叫说这罗，柳州边，这边叫柳州，那边叫百色这柳州边是叫罗，某度是叫罗，谢谢你，叫罗姑娘们，老姑娘们。 ဒါပေမဲ့ကျွန်တော်တို့လုတ်ပေးမယ်ဒါပေမဲ့ရှေ့မှာအခိုးလေးတစ်ဖွဲ့ကြီးကဒီလိုပြောခံရတော့ကျွန်တော်တို့လည်းကြောက်တယ်ဆိုရင်ကျွန်တော်လုတ်ပေးမယ်ဒါပေမဲ့ဟိုလိုတခြားသူတွေနဲ့အတူတူကျွန်တော်တို့အကုန်လုံးပါဆိုရင်တော့အကုန်လုံးပိုကောင်းတာပေါ့ကျွန်တော်တို့ကြတော့လည်းရှေ့မှာလည်းခံရတယ်ဆိုတော့ဆိုရင်လည်းသူတို့လည်းအဲ့တော့လုတ်ပေးခြင်းတဲ့လူတွေလည်းရှိတယ်လုတ်ပေးနိုင်တဲ့လူတွေလုတ်ပေးဖို့အသင့်ဖြစ်တဲ့လူတွေရှိတယ်ဒါပေမဲ့သူတို့လည်းချစ်ဆိုရင်နေကြတယ်ကိုကောင်လေးကကျတော့ AC ပဲဆိုတော့အဲ့ဒါဖြစ်လာဖြစ်လာတော့ဩမညီများမှုဆိုတော့ဖြစ်လာတယ်အဲ့တော့စဉ်းစားလာပြီအဲ့တော့နိုင်ငံတော်ကဘာလုပ်လဲချင်းချင်းလေးပဲအခုတချို့ရုပ်ရှင်ကားတွေတဲ့ရုပ်ရှင်ကားတွေကို နော်ရုပ်ရှင်ကားတွေကိုရုပ်ရှင်ဇလန်တွေတင်ရ sorry ယုံယုံတင်ရမယ့်ဟာကိုတချို့ယုံမတင်ကျွန်တော်တဲ့ပုံစံမျိုးကြီးလောက်တာတဲ့အမဲယုံမတင်ကျွန်တော်ဘူးယုံမတင်တော့ဘူးဘာညာဒီကားလိုက်လောက်တဲ့သူတွေလည်းရှိတယ်အဲ့တော့သူ process တိုင်းသူတွားနေရမယ့်ဟာကိုဒီကက်လန်တွေလိုက်တိုက်ဖို့ကြိုးစားတာဟိုကို့စ်ကြိုးစီဝါထိမှဆိုတော့နောက်ဆုတ်ဖို့ကြိုးစားတာအဲ့လိုမျိုးကြီးလောက်တဲ့ TV channel အချို့လည်းရှိတယ် TV channel လို့လို့ဘာလို့အုပ်စုပစုလည်းရှိတယ်ရုပ်ရှင်ထုတ်လို့ company တွေရှိတယ်ကြော်ညာ company တွေရှိတယ်เนาะ ဲ့ကုမ္ပဏီအကုန်လုံးကြောင်ညာထည့်တဲ့ကုမ္ပဏီတွေပေါ့ကျွန်တော်ကျွန်တော်ထည့်ကုမ္ပဏီရှိတယ်အဲ့ကြောင်ညာကို agency လုပ်ပေးတဲ့ agency တွေရှိတယ်အဲ့ဒီအုပ်စုတွေအကုန်လုံးကအဲ့လိုမျိုး owner ချင်းနဲ့လုပ်နေကြတာတဲ့အခုအဲ့တော့နိုင်ငံတော်ကြီးခဲ့တွေအားလုံးသိနေပြီအာဏာပိုင်ဖွဲ့စည်းတွေသိနေပြီသိနေတော့တင်းတယ်ဒါပေမဲ့ဩဖြေလျှော့ပြီး easy ညှိနှိုင်းနေကြပါအကောင်းဝင်ကြပါဆိုဖြည်းဖြည်းချိန်ပြီးညှိနေလို့ကျွန်တော်အခုနာမည်တတ်မပြောသေးတာဖြည်းဖြည်းချိန်ညှိနေလို့အဲ့တော့ခင်ဗျားတို့ပြန်စင်းစားဖို့လိုတာကအမှုပညာရှင်အဲ့ဒီငင်းကျင်သလိုလိုကျင်းကျင်သလိုလိုချက်ချင်းသလိုလိုကြောင်းကျင်သလိုလိုလုပ်တဲ့အဲ့ဒီပိန့်ညီချောင်းဥပညာရှင်တွေကိုခင်ဗျားတို့သိစေချင်တာကနာမည်မတောက်ဘူးခင်ဗျားတို့ကတော့ကော့သိတယ် သိသိချင်တာတခုပဲခင်ဗျားတို့2020တုန်းကပါတီတခုတည်းခင်ဗျားတို့မဲဆွယ်ပေးခဲ့ကြတယ်ပါတီကူတည်းမဲဆွယ်ပေးခဲ့ကြတယ်ခင်ဗျားမရှက်ကြဘူးဒါရှက်စရာလို့မထင်ဘူးလားခင်ဗျားတိုက်တဲ့နိုင်ငံကဘာမှချီရဲတဲ့နိုင်ငံပြောလိုက်ရှင်းရှင်းလေးနိုင်ငံကြီးလုတ်ချင်နိုင်ငံကြီးထွက်လုပ်လိုက်တယ်အိန္ဒိယမှာရှိတဲ့ VJ တောင်ပိုင်းမင်းသား VJ ဘာဖြစ်လဲနိုင်ငံကြီးသူကိုယ်ထွက်လုပ်လိုက်တယ်ဘာမှ problem တော့ထွက်လုပ်လိုက်ပါတီတခုရဲ့နောက်လိုက်နေဖြစ်ကုန်တယ်ခင်ဗျားတို့ကိုယ်မမေ့ဘူးမမေ့ဘူးပါတီနောက်လိုက်နေဖြစ်နေတယ်ပါတီနောက်လိုက်ခွေးနေဖြစ်ကုန်ကြတယ်ခင်ဗျားတို့ ပါလိမန်နိုင်ငံအခုကနိုင်ငံတော်ကူဟိုင်းတာခင်ဗျားတို့နိုင်ငံတော်ကပြောနေတာအခုကြီးပေးခိုင်းတာပါလေပြည်ခိုင်ဖြိုးမဲပေးဖို့လို့ပြည်ပြည်သုံးလို့မဲပေးဖို့လို့ပြည်ပြည်မဲပေးဖို့ဟိုလူမဲပေးဒီလူမဲပေးဖို့ပြောနေတာမဟုတ်ဘူးပြည်သူလူထုကိုမဲယုံလာလာပြီးမဲပေးကြဖို့အခုကြီးခိုင်းတာရွက်ကောက်ပွဲရတာလေကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကိုပြောင်းလဲပေးနေမှာမဟုတ်လို့ရွက်ကောက်ပွဲလေးနဲ့အတူပြည်သူလူထုမဲလာပေးလို့အောင်လှုံ့ဆော်ဖို့အခုကြီးပေးခိုင်းတာနိုင်ငံတော်အခုကြီးခိုင်းတာပါတီတခုတည်းလုပ်ခိုင်းတာမဟုတ်ဘူးခင်ဗျားတို့ကပါတီနောက်လဲခွေးပေါ်ကနေနေချင်းနေတာခင်ဗျားတို့ကပြဿနာပါတီနောက်လဲခွေးလုပ်ခဲ့ကြတယ်ခင်ဗျားတို့မမေ့နဲ့ ပြန်ကြည့်လိုက်ပါတီနောက်လည်းခွေးလုပ်ခဲ့ရတယ်ပါတီတခုတော့ကတော့မဲဆွဲခဲ့ရတယ်နော်2020ရွေးကောက်ပွဲနန်းဒီတဲ့အချိန်မှာတချင်းဆိုခဲ့တဲ့အဆိုတော်ကြီးရှိသေးတယ်အဲ့ပါတီတခုတော့ MLA uniform ကြီးဝတ်ပြီးတော့ခါတိုင်းအန်ဒီယောင်တောက်တောက်ကြီးဝတ်ပြီးတော့ပါတီတခုတော့အားအပါ drone ID ID တချင်းဆိုခဲ့ကြတာအဲ့အုပ်စုတွေလည်းရှိသေးတယ်အဲ့ဒီအုပ်စုတွေနော်ဇာကားရိုက်ပြီးတော့တခါတည်းဟိုစစ်တပ်နဲ့ပြည်ခိုင်ဖြိုးနဲ့အဲ့ဒီဟိုဘက်ကဒီဘက်အုပ်စုတစုလုံးကိုတခိုးချဖို့တွေမဖြစ်ဖြစ်အောင်လို့ကိုဇောင်းပေးပြီးတော့ပြောခဲ့ကြတဲ့အသိဆောင်တွေရှိသေးတယ်အဲ့ဒီဆိုရင်အကုန်ပြန်ခေါ်ပြီးတော့အဲ့ဒီပြန်ချောက် ပါတီမလုပ်ခိုင်းမဲနဲ့လုတ်မင်းတို့ပြောပြောဆိုရင်တို့ပြောပြောခိုင်းမှာအခုတို့အဲ့ဒါလို့လုတ်ခဲ့တော့အကောင်အခုနိုင်ငံတော်ကနေပြီးနိုင်ငံတော်ကူညီပါဆိုပြီးတော့မြစ်တိုင်ရဲခိုင်ပြောနေတာတော့မှာပဲတို့ကမပါဘူးပူးချင်မပေါင်းချင်โอเคကျွန်တော်ပြောရလဲပြောတာနော်အဲ့နဲ့ပြကြိုင်းဝင်ချင်တာတော့မလုတ်သေးလို့အခွန်ဦးစီးနေတာပြကြိုင်းဝင်တော့မလုတ်လို့ရှင်းရှင်းလေးဟဲ့ဒီနေ့မှအဲ့ကောင်ဘယ်ကောင်ဘယ်လိုကြောင်ကြဘယ်လိုရလဲလာသာကြိလာအခွန်ကောက်ကြိုက်အခွန်ချအခွန်ကြိုက်ပြလိုက်အခွန်ကောက်ပြလိုက်အခုအိမ်ကုန်းမင်းကုန်းရေကုန်းမီးကုန်းမြေကုန်းအခွန်ခွန်ကောက်ကောက်ပြလိုက်ပြီးအဲ့ဒီကောင်တွေစောင့်ကြည့် ဒီကောင်နဲ့ကြော်ညာရဲ့ပြီးရင်ရောက်တဲ့ကုံကြော်ညာကုံဒီပါကြော်ညာလိုက်ကောခေါ်လိုက်ကောအခုကောအဲ့လိုကြက်ပြန်မှာလိုက်ကြက်ပြန်မှာနိုင်ငံတော်ပိုးပေါင်းတဲ့ကုမ္ပဏီတို့ကြတော့ဘာဖြစ်လဲကုမ္ပိုးပေါင်းတဲ့ကုမ္ပဏီနဲ့နိုင်ငံတော်ပိုးပေါင်းတဲ့အမှုပြန်ရှင်တို့ကြတော့အကုန်လုံးတက်တာခွင့်နေပြီးမယ်တခြားခွင့်လန်းတဲ့ကုံပေးမယ်ဒီရုပ်ရှင်ဟိုဟာရုပ်ရှင်ရုံရုံတင်ပြတာတာအစအကုန်လုံးအခွင့်လန်းပေးပြီအဲ့ဒီပူပေါင်းတဲ့ကောင်တွေအကုန်လုံးအခွန်ကြက်ပြန်သွားအခွန်မှာကြက်ရှင်းသမျှရိုက်တဲ့နောက်ကသူ့နောက်ခံပေးတဲ့ကုအကုန်ပြအကုန်ချက်ဈေးလုံးမှာအပြတ်ပြောပြောပေါ်ပေါ်ခိုင်းအဲ့လိုလောက်အဲ့လိုလောက်မှာကြက်ပေးရမှာ ီးတော့ရှေ့ကသူတို့လုပ်ခဲ့တဲ့အမှုနောက်တစ်အမှုတမှုပေါ်တော့ချက်ချင်းတန်ထောင်းထားပဲအော်နောက်အဲ့လိုပြရမှာဘာလို့ဒီကောင်တွေကဘာဖြစ်နေလဲဆိုတော့မလုံမရှုံမပြုတ်ကြီးလုံနေတာနောက်တစ်ခုအလုပ်ပြလောကမှာဆိုရင်တချို့တွေလက်သုံးချောင်းထောင်းကြီးတွေကြီးတွေပြောခဲ့ကြရတဲ့ရှေ့ရာသာမျိုးတွေမိသားစုနော်ဥမာဟိုကျော်ရဲအောင်ကြီးတို့နောက်တစ်ခါဇာကနာတို့အုပ်စုတွေဘယ်အောင်လဲတပင်းအုပ်စုကဖိုးချစ်သူတို့ဥပါလုံနေဖိုးချစ်ဝင်ဖို့ပြန်လဲပို့ပေါင်းပါတယ်လို့ပြောနေပေမဲ့ခင်ဗျားကလည်းရှင်းရှင်းပြောသူသူ့ခေါင်းကသပင်းဘာအတွက်ထားတာလဲလို့မေးကြည့်လိုက်ပါလားကျုံ သူ့ရဲ့အတွေးလူတွေပြောတဲ့စကားတစ်ခုရှိတယ်သူကောင်းသမင်ဘာလို့ထားရလဲအဲ့ဒီသမင်ရှိကြီးကျတယ်မထုံးတာဘာလို့ထားရလဲဆိုတော့ပြောတယ်လူပြောတယ်ဆိုတော့ပြီးတော့မှနိုင်ငံတော်ပွဲတွေကတလူမကတလူနဲ့ပတ်စံကြတော့တိတ်ပုံပတ်ယူသွားတယ်ကျွန်တော်ရှင်းရှင်းလေးပြောတော့တချို့ဒီထက်ပါဖိုးချစ်ဘက်ကနားတဲ့ဟိုအနာမေဖိုးစီရှိလေခမရုပ်တိချပြန်စမ်းသပ်ဖို့လိုတယ်တိချစမ်းသပ်ကြည့်နော်တချို့ဟာတွေကမယိုးရှင်းတာတွေအများကြီးရှိတယ်နောက်မှမြုပ်နေတယ်အနည်းကပူးတာတွေရှိတယ်သိဖို့လိုတယ်နော်အဲ့တော့ဒီအမှုပြရှင်တွေဒီတပွဲမှာတော့တိချလုံးဝရမယ်မဟုတ်ရင်ခင်ဗျာနောက်တပွဲကြရင်